ချွတ်စရာကောင်းလုံးလုံး online ပေါ်ကပြည်သက်တွေကြားတဲ့အခုလိုတဲတဲလို့အချစ်ခံနေရတဲ့စန်ဒီမြင့်လွင်ရဲ့တားလီသတို့တီဟာပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။စိုးပြေရဲ့မင်္ဂလာပွဲလေးမှာတော့သတို့သားသတို့သမီးတို့ရဲ့အလှပမှုတွေဒါမကောင်မိသားစုဝင်တွေရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်တွေက social media မှာလူပြောများနာမည်ကြီးနေတာဖြစ်ပါတယ်။အထူးသဖြင့်အမအကြီးဖြစ်သူစိုးမြတ်သူစားဆိုရင်အရင်ကထပ်ပိုလှလာပြီးတော့စက်တီရရှိတဲ့ပုံရိပ်တွေကြောင့်ချီးကျူးမှုတွေကိုရရှိနေရပါဘူး။ ဒါကြိမ်မှာကအစိုးရစံတီမြင့်လင်ရဲ့အငယ်ဆုံးသားလေးဖြစ်တဲ့သတို့တီဟာရဲ့ပုံရိပ်လေးတွေကလည်းအရန်ချစ်စရာကောင်းလွန်တာကြောင့်အွန်လိုင်းပေါ်မှာနာမည်ကြီးနေတာဖြစ်ပါတယ်။စံတီမြင့်လင်ကစိုးညီမတွေကြားထဲမှာတရုတ်ဆောင်မင်းသမီးအဖြစ်မလုတ်ကင်ပဲကိုပိုင်လန်းချောင်းဖောက်ပြီးတော့ရပ်ပါအစိုးရမလေးတယောက်အဖြစ်နဲ့အောင်မြင်စွာရပ်တည်နေတဲ့သူပါ။အိမ်တော်ရင်းမှာဆိုရင်လည်းအရန်အစဉ်ပြေတာယာပြီးတော့ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။အရင်ကသမီးလေး Treasure နဲ့မိသားစု၃ယောက်ဘဝကနေအခုဆိုရင်တော့သားငယ်လေးသတို့ကို ကိုမွေးဖွားခဲ့ပြီးတော့ပိုပြီးပျော်စရာကောင်းနေခဲ့ပါတယ်မြမအငယ်ဆုံးလေးဖြစ်တဲ့ဆိုပြည့်ရဲ့ဆေးဆက်တောင်းရံမင်္ဂလာပွဲလေးမှာစံနေမြင့်လင်ကမိသားစုဝင်တွေအလုံးကိုခေါ်ပြီးတော့ဂုံပြုချင်းမြင့်ခဲ့တာဖြစ်ပါတယ်။ပွဲကိုတက်ရောက်လာတဲ့အထဲမှာသားငယ်လေးသရိုးတီဟာကတော့ချစ်စရာအကောင်းဆုံးနေရာကိုပိုင်ဆိုင်သွားခဲ့တာပေါ့ မြန်မာတိုင်းပုံပစိုးလေးကိုဝစ်ဆင်ပြီးတော့အယမ်းခံညာနေတဲ့လူကြီးတယောက်လိုလိုပါဖောင်ဖောင်လေးနဲ့ချစ်စရာကလေးငယ်လေးလိုတမျိုးအမျိုးစုံကိုချစ်ဖို့ကောင်းနေတော့တာပါ။တားငယ်လေးကအခုမှတနှစ်သားအရွယ်လောက်သာရှိသေးပြီးတော့အယမ်းငယ်ပေမဲ့တော်တော်လေးသီးသန့်နေပြီလည်းဖြစ်ပါတယ်။ဒါကြောင့်မိသားစုဝင်တွေအားမှအချစ်ပုံနေရတယ်လို့အခုလိုပုံရိပ်လေးတွေမြင်တွေ့လိုက်ရတဲ့အခါမှာပရိသတ်တွေကလည်းအပြိုင်ဆိုင်ချစ်နေကြပါတယ်။အထူးသဖြင့်အမဖြစ်တဲ့ Treasure လေးကသူ့ရဲ့မောင်ငယ်လေးကိုအယမ်းချစ်တာကြောင့်ဘသူ့ကိုမှမထိန်ခိုင်းမင်းနဲ့သူမကိုယ်တိုင်ထိန်ပြီးတော့ ော့အမကြီးတယောက်လိုပြုစုဆောင်ရှောက်ပေးနေရပါစေစံမင်္ဂလာပွဲနေ့လေးမှာတော့တမှုထူးကြတဲ့အပြင်စင်နဲ့တိုက်ပုံတွေပစိုးတွေဝင်လာပြီးတော့လူကြီးတယောက်လိုဟန်လုံနေတဲ့ပုံရိပ်လေးတွေကအရင်ထက်နှစတိုးပြီးတော့ချက်စရာကောင်းနေပါတော့တယ်။အတော်ကြီးဖြစ်သူမင်းသမီးကြီးစိုးမြတ်သူစားဆိုရင်တူငယ်ပေါ့ဆာလေးဖြစ်တဲ့သရိုးတီဟာလေးကိုကြည်လိုမဝအောင်ဖြစ်နေရတာပါ။ ပွဲကိုတက်ရောက်လာတဲ့အပရိသတ်တွေဟာဆိုရင်လေသတို့သားသတို့သမီးရဲ့လှပမှုတွေကိုကြည်လိုက်သတို့ရဲ့တူငယ်လေးဖြစ်တဲ့သတို့တီဟာလေးရဲ့စစ်စရာကောင်းမှုတွေကိုကြည်လိုက်နဲ့ပွဲလေးကပို့ပြီးတော့စီကားသွားခဲ့တယ်လို့တောင်ပြောလို့ရပါတယ်ဆိုရှယ်မီဒီယာပေါ်မှာပုံရိပ်လေးတွေပြန့်နှံ့လာတဲ့အချိန်မှာအွန်လိုင်းပေါ်ကပရိသတ်တွေကပါတားငယ်လေးသတို့တီဟာကိုချစ်လို့မဝအောင်ဖြစ်နေကြပါတယ် ။စိုးညီမတွေဆိုတာကအနုပညာလောကမှာမျိုးရိုးနဲ့ရက်တည်ခဲ့ပြီးတော့အောင်မြင်ခဲ့ကြတာကြောင့်စန်ဒီမြင့်လျရဲ့အငဲဆုံးသားလေးသူတို့ဟာကလည်းနောက်တစ်ချိန်မှာအနုပညာလောကကိုရှောင်လန်းသွားဖို့အလားအလာတွေအများကြီးရှိပါတယ်။အခုလိုကလေးဘဝမှာတဲ့အရန်ချစ်စရာကောင်းပြီးတော့ချောမော်ရဲရုပ်ရည်လေးကိုမြင်နေရတာကြောင့်အရွယ်ရောက်လာတဲ့အချိန်မှာဘလောက်ထိချောမလဲဆိုတာပြောစရာမလိုလောက်တော့ပါဘူး။ မိခင်နဲ့အတော်ရီလိုမျိုးအမှုပညာပါရမီအပြည့်အဝပါခဲ့ရင်တော့နောက်တစ်ချိန်အရန်အောင်မြင်တဲ့ထိတ်တန်းအမှုပညာရှင်ကြီးတယောက်ဖြစ်လာမှသိကြပါရယ်မြမထိတ်တန်းရပ်ပါအစိုးရကြီးစန်တီမြင့်လင်ကတော့ဒီလိုချစ်စရာကောင်းတဲ့သားလေးနဲ့သမီးလေးကိုပိုင်ဆိုင်ထားပြီးတော့အမှုပညာမှလည်းအောင်မြင်တယ်လို့အိမ်တော်ရင်းလေးကံကောင်းနေရာကြောင့်အားကြစရာကြီးပါ ဇိုဘီနေ့ကလည်းညီမတွေကြားထဲမှာနောက်ောက်ကြမကြံခဲ့ပဲအမိလိုက်နေပြီးတော့မင်္ဂလာပွဲကျင်းပပြီးမကြခင်မှာတူလေးသတို့တီဟာလိုမျိုးအရန်ချစ်စရာကောင်းတဲ့တသားမိမိလေးတွေမွေးကျင်တယ်လို့ဆိုပါရစေ။ပါဖောင်ဖောင်သပင်ကောက်ကောက်မျက်လုံးဝမ်းဝမ်းလေးနဲ့တောင်းငယ်လေးသတို့တီဟာကတော့ချစ်စရာစံပြတောင်းငယ်လေးအဖြစ်နဲ့မိသားစုဝင်နေသားမကတနိုင်ငံလုံးရဲ့အချစ်တွေကိုအခုလိုပဲတင်ပိုက်သွားခဲ့ပါပြီ။ကြီးစုနေကြတဲ့ပရိသတ်ကြီးတို့ရောစံနေမျက်လင်ရဲ့တောင်းငယ်လေးသတို့တီဟာကိုချစ်ခင်အားပေးကြလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။